ဒီခေတ်ကြီးမှာလည်းလူတွေမှာတော်တော်ထူးဆန်းတဲ့ခံစားချက်တခုရှိလာကြတယ်။အဲ့ဒါကတော့ကိုလိုချင်တာမှတမယအောင်မြင်မှုလို့တတ်မှတ်ထားတာတွေအကုန်လုံးပိုင်ဆိုင်ထားရဲ့ဒါနဲ့ဘဝကတခုခုကြီးလိုနေသလိုဟာတာတာဖြစ်နေသလိုခံစားရတာမျိုးပေါ့။အဲ့ဒီတော့အဲ့ဒီခံစားချက်ရဲ့နောက်ွယ်မှာဘာတွေဖြစ်နေလဲဆိုတာကိုဒီနေ့တူတူကြည့်လိုက်ကြရအောင်။ဒီစကားကပဲဒီအကြောင်းအရာတစ်ခုလုံးရဲ့အတဲနဲ့လုံးလို့ပြောလို့ရတယ်။ PC တွေပြည့်စုံနေပေမဲ့စိတ်ထဲမှာဟာလောင်ကြီးထစ်နေတဲ့ခံစားချက်အဲ့ဒါ minimalism ဆိုတဲ့နေထိုင်မှုပုံစံကဖြစ်ရှင်းဖြစ်ဖို့ကြိုးစားနေတဲ့အထူးပြဿနာပဲပေါ့ဟုတ်ပြီအဲ့ဒီမိကွန်းကတကယ်ကိုစဉ်းစားစရာပဲနော်ဒီလိုခံစားချက်တွေဘယ်ကလာလဲဆိုတာကိုနားလည်ဖို့အတွက်ကဲပထမဆုံးအပိုင်းကိုအတူတူတွားကြည့်လိုက်ကြရအောင်ပထမဆုံးအပိုင်းကတော့ပျော်ရွှင်မှုကိုရှာဖွေတော်ဖွင့်ရှင်လေးခေါင်းစဉ်လေးကတင်တော်တော်ထီမိနေပြီနော်နေ့စဉ်ပေါ်လာမှလေပစ္စည်းတွေများများဝယ်လေပျော်လေးဆိုတဲ့အတွေးအထံတရားထဲမှာဘယ်လိုတွေပြေးမိနေကြလဲဆိုတော့ကြည့်တော့ကြမှာပါ ဒီလိုခန်းစားချက်မျိုးကရင်းနှီးကြမှာပါနောက်ဆုံးပေါ်ဖုံးတလုံးကားတဲ့တစီဒါမှမဟုတ်ဝတ်စအသက်တွေအဲအရီဝဲလိုက်တာနဲ့ပျော်ရွှင်မှုကတခါဝါမှအတင်ဆောင်နေတယ်လို့မျိုးအားလုံးကဝိုင်းမိတယ်လို့ထင်အောင်ဖန်တီးထားကြတာ哦ဒါပေမဲ့တကယ်တမ်းကြာတော့အဲ့ဒီပျော်ရွှင်မှုကခဏလေးပဲပြီးတာနဲ့နောက်ထပ်အရာတစ်ခုကိုထပ်လိုချင်စစ်ကပေါ်လာပြန်ရောဒီလိုတန်တရားလဲနေတာကတော်တော်လေးကိုရှင်းပါတယ်စိတ်ထဲမှာတခခုလိုနေလဲလို့ခံစားရပြီဆိုတာ ਨੇ အဲ့ဒီဟာရာဖြစ်နေတဲ့နေရာကိုဖြစ်စည်းတွေနဲ့ဖြည့်ဖို့ကြိုးစားကြတော့တာပဲဒါပေမဲ့ဖြစ်စည်းဝဲဖို့ပိုက်ဆံသုံးလေးလေးဝင်ဝင်နဲ့အသုံးစိတ်မမြတာပဲလာကုန်ရည်တေဆိုခေါင်းခဲရလေလေပေါ့နောက်ဆုံးတော့ဘာဖြစ်လာလဲထို့တော့ကိုဝယ်ထားတဲ့ဖြစ်စည်းတွေအထောက်ပဲ့အလုတ်ပြန်လုတ်ပေးနေရတဲ့ပုံအမျိုးဖြစ်ပြီးတော့တကယ်စိတ်ချင်းနှမှုကိုဘယ်တော့မှမခံစားရတော့ဘူးကောင်းပြီဒါဆိုဘာလို့များဒီလိုအဆက်မပြတ်ဝါချင်းစိတ်တွေဖြစ်နေရတာလဲနောက်ွယ်ကတွင်းအားတွေကဖာတယ်များလဲကဲဒီအပိုင်းမှာတော့ ျွန်တော်တို့ကိုပိုပြီးလိုချင်လာအောင်မတိစိတ်ထဲကနေလှောက်ရှားနေတဲ့စွမ်းအားတဲ့အကြောင်းကိုလေ့လာကြည့်ကြမယ်။ဒီမှာကြည့်လိုက်ပါ။ဂဏန်းတစ်ခု9000တာပါဂဏန်းလို့ထင်လဲ။ဒါဟာတာမန်လူတယောက်နေစဉ်ထီတွေ့နေရတဲ့ကြောင်ညာရဲ့အတွက်ပဲများ။မျက်ရှိတမက်ရဲ့အတွက်မှာတော့ကြောင်ညာပေါင်းများစွာကကိုကိုဒါရီမရှိရင်မဖြစ်ဘူးဆိုပြီးပြောနေကြတာ။ဒီစကားကတော့တော်တော်လေးကိုမှန်တယ်နော်။အဲ့ဒီကြောင်ညာပေါင်း9000ကကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေကိုတစ်ဖြည်းဖြည်းနဲ့ပြောင်းလဲပြစ်ခဲ့တာ။ ဖြစ်စည်းတွေအများကြီးပိုင်ဆိုင်တာဟာအောင်မြင်မှုပဲဖြိုးရွှင်မှုပဲဆိုတဲ့အတွေးအိုနှစ်ပေါင်းများစွာကျွန်တော်တို့ရဲ့စိတ်ထဲကိုတစင်စင်တွင်ပေးခဲ့တာပေါ့ဒီလိုပိုလိုခြင်းစိတ်တွေဖြစ်လာအောင်နောက်ွယ်မှာစနစ်ကြီးတစ်ခုလောင်ရှိနေတာပါတစ်ချက်ကြည့်အောင်ဇီဝဝိရအရာဆိုရင်လူတွေကဘယ်တော့မှအာမရတဲ့သဘောရှိရဲ့အမေရန်ပိုကောင်းတာကိုလိုချင်နေတာရင်ကျေးမှုအရာလည်းပြောင်းသွားတယ်ရင်ကအမေရိကန်အိမ်မက်ဆိုတာအခွင့်အရေးကိုရှာဖွေတာအခုတော့ PC ဥပစာတွေစုဆောင်းတာဖြစ်သွားတယ် အစိုးဆုံးကတော့ဗျာ fast fashion လို့စမှုလုပ်ငန်းတွေပေါ့သူတို့ကတနေ့မှရာသီဟာစနစ်ခုထိဖန်တီးပြီးတော့ကိုယ်အဝေးစားတွေကတပတ်နဲ့ကိုခင်းတော့ကြောက်သွားပြီလို့ခန်းဆိုင်အောင်ကိုလုံးနေကြတာကဲဒီလောက်ဆိုရင်ပြဿနာကဘာလဲဘယ်ကစလဲဆိုတာကိုတော်တော်လေးသဘောပေါက်လာပြီနော် အခုအဖြေကိုရှာကြည့်အောင်စိတ်ဝင်စားစရာကောင်းတာက အဖြေကပိုများတာမှမဟုတ်ပဲပိုနေတာမှရှိနေတာပဲ ဒီအဖြစ်ပြက်က The Minimalist ကိုပူတွဲတည်ထောင်သူ Joshua Fields Milburn ရဲ့ဘဝအလက်အပြောင်းပေါ့တလားတည်းမှတင်သူ့အမေကလည်းဆုံးအိမ်တော်ကြီးကလည်းပြိုကွဲသွားတဲ့အခါသူ့ကိုယ်သူပြောင်းမေးခွန်းထူလာရဲ့တကယ်တမ်းရေးကြည့်တာကဘာလဲဆိုပြီးတော့လေတခါတလေမှာဘဝရဲ့အကြီးမားဆုံးအကျအတဲတွေကလည်းကို့အတွက်တကယ်တမ်းဘာကအရေးကြီးဆုံးလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းမြင်စေနိုင်တာမျိုးဒါကတော့ minimalism ရဲ့အတိပယ်ဖွင့်ဆိုချက်ပါပဲအဓိကကစီကန်းနေအများကြီးနဲ့ချိုးချမ်းချွေတာနေရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော် ကို့ဘွားတဲ့ကိုယူလာမဲ့ຢာတိုင်းကတကယ်ပဲတန်ဖိုးတစ်ခုခုပေါင်းထည့်ပေးသလားဒါမို့ဝန်ထုတ်ဝန်ဖို့ဖြစ်စေသလားဆိုတာကိုတိကျစဉ်းစားပြီးရွေးချယ်တတ်ဖို့ကိုပြောတာပါဒီမှာပြထတာကတော့ minimalism ရဲ့အနစ်တာရာကိုအရှင်းဆုံးထုတ်ပြလိုက်တာပဲတော်တော်လေးကိုအစွမ်းထက်တဲ့အတွေးခေါ်ပြောင်းလဲမှုကြီးမှာကျွန်တော်တို့ဟာပစ္စည်းတွေကိုချစ်ပြီးလူတွေကိုအတုံးချတဲ့လမ်းဟောင်းတွေလူတွေကိုတကယ်တန်ဖိုးထားပြီးချစ်တတ်ဖို့ပစ္စည်းတွေကိုတော့လိုအပ်တယ်လို့အတုံးချတတ်ဖို့ဆိုတဲ့လမ်းကိုပြောင်းပေးလိုက်တာပါကောင်းပါပြီ အတွေ့အခေါ်ပိုင်းကိုနားလည်သွားပြီဆိုတော့လက်တွေ့မှာကောဘလို့ကြိုကျေစုတွေရှိမလဲပစ္စည်းတွေကိုရှော့ချလိုက်တဲ့အခါဘောကမှတကယ်တမ်းဘာတွေထင်ရမလဲကြည်လိုက်ကြအောင်ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့လက်တွေ့စမ်းသပ်မှုလေးတစ်ခုရှိတယ် Project 333လို့ခေါ်တယ်လို့ရမှာကကိုယ့်ရဲ့အဝိစာတွေတဲ့ကအတော်ဝင်ဆုံး33ခုကိုပဲရွေးပြီး3လလောက်နေကြည့်တာအအောင်စရာကောင်းဆုံးတွေ့ရှိချက်ကဘာလဲထီလားသူယုံကလှုပ်ဖို့ကြိုက်ပဲဘယ်သူမှမသတိမထားမိကြဘူးတဲ့ ဒါကဘာကူပြနေလဲဆိုတော့လေကျွန်တော်တို့အပေါ်မှာရှိတယ်လို့ထင်နေတဲ့အဖြစ်အားများစုကကိုယ်စိတ်ထဲမှာကိုယ်တိုင်ဖန်တီးထားတာတွေဖြစ်နေတယ်ဆိုတာပါပဲအဝတ်စားတယ်တင်မို့ဘူးနော်ကျွန်တော်တို့နေတဲ့အိမ်တွေကိုပဲကြည့်လိုက်သူဒေသနာတွေအရဆိုရင်အိမ်တစ်လုံးရဲ့40ရာခိုင်နှုန်းသောနေရာကိုပဲအဓိကအသုံးပြုကြပြီးတော့ကျန်တဲ့60ရာခိုင်နှုန်းကပစ္စည်းတွေထားဖို့ဒါမှမဟုတ်ဧည့်သည်လာမှသုံးဖို့တတ်တဲ့ ठी တွေတတ်တဲ့စဉ်းစားကြည့်လေကျွန်တော်တို့ဟာမလွှားတဲ့နေရာတွေနဲ့ပစ္စည်းတွေတဲပိတ်ဆက်နေအချိန်တွေအများကြီးကိုပိတ်ဆက်နေရတာ ဒါဆိုပစ္စည်းတွေ short ချလိုက်ရင်ဘာတွေပြန်ရလာမလဲအချိန်တွေပိုလာမယ်ပစ္စည်းတွေဝယ်စရာမလိုတော့လို့ငွေကြေးမှလွတ်လပ်မှုပိုရလာမယ်ပစ္စည်းတွေကလူလေကိုပိုအာရုံဆက်လာလန်းလို့ဆက်ဆံရေးတွေပိုကောင်းလာမယ်ပြီးတော့အရေးကြီးဆုံးကစိတ်ဖိစီးမှုတွေတိတိတတ်တရောချသွားပြီးစိတ်ချင်တဲ့မှုအစစ်အမှန်ကိုပြန်ခံစားလာရမှာပါကဲအခုကျွန်တော်တို့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ကျွန်တော်တို့အားလုံးလက်ခံထားတဲ့အောင်မြင်တဲ့ဘဝဆိုတဲ့အိမ်မက်ကိုတစ်ချက်လောက်ပြန်မီးဟွန်းထုတ်ပြီးအိတ်တွေဖက်အစ်ဖွင့်ဆိုကြည့်ကြအောင် ဒီကိန်းကနန်းကိုတချို့ကြည့်လိုက်သူတေသနာတစ်ခုမှာပြောထားလေဆိုတော့လူတယောက်ရဲ့တနည်းဝင်ငွေဟာအမေရိကန်ဒေါ်လာ9000တောင်းလောက်ရောက်သွားပြီဆိုရင်အဲ့ဒီနောက်ပိုင်းမှာဝင်ငွေဘလောက်တိုးတိုးပျော်ရွှင်မှုပွားမှာတိတိတတ်တတ်တယောက်မှမရှိတော့ဘူးတဲ့ဒါကဘာကိုတတ်သိပြနေလဲပိတ်ဆံများများရှာနိုင်လေပိုးပျော်ရွှင်လေဆိုတဲ့အသွေးဟာအမြဲတမ်းမမှမှုဆိုတာကိုပါပဲဒါကတကယ်ကိုအရေးကြီးဆုံးအချက်ပါပဲ minimalism ဆိုတာအရာအလုံးကိုစွန့်ပြစ်ပြီးတောထွက်ရမှာကိုပြောတာမဟုတ်ပါဘူးတကယ်တော့ ကို့ဘဝတဲ့ကမလိုအပ်တဲ့အရာတွေကိုဖယ်ထုတ်ပြီးတကယ်အရေးကြီးတဲ့ရချတ်ကိုပိုင်တိုးတက်မှုနဲ့တခြားသူတွေကိုကူညီပေးနိုင်ဖို့အတွက်ညာလွတ်တေဖန်တီးပေးတာပါဒီစကားလေးကိုတော့အမြဲတမ်းသတိရစေချင်ပါတယ်လူတွေကိုချစ်ပါ PC တွေကိုအသုံးချပါဘာလို့လဲဆိုတော့အဲ့ဒီရဲ့ပြောင်းပြန်ကဘတော်မှအလုံးမဖြစ်လို့ပါပဲဒီတွေးခိုလေးကပဲကျွန်တော်တို့ရဲ့ဘဝကိုပို့ပြီးဒေးပဲရှိပြီးကျေနပ်စရာကောင်းအောင်ပြောင်းလဲပေးနိုင်မဲ့အစွမ်းထက်တဲ့လမ်းညွန့်တစ်ခုပါပဲ ဒီတင်ဆက်မှုကိုဒီမိခွန်လေးနဲ့ပဲအဆုံးသတ်လိုက်ပါစေတစ်ချက်လောက်ပချင်ယူပြီးတော့ကိုကိုကိုပြန်စင်စားကြည့်ပါကိုယ့်ရဲ့ဘဝမှာဒီပလစီပိဆက်ရတဲ့အလုံးမှာတကယ်တမ်းမရှိမဖြစ်လိုအပ်တဲ့အရာကဘာများဖြစ်မလဲ